အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့ NATO ရဲ့ခေါင်းဆောင်နဲ့ Donald Trump တွေ့ဆုံဆွေးနွေးပွဲတင်ဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော် Trump ကဘာလို့ပြောခဲ့လဲ NATO ခေါင်းဆောင်တွေကဘာလို့ပြောခဲ့လဲဆိုတော့ဆွေးနွေးတော့မှာဖြစ်တယ်ဒီမှာတခြားတစ်ခုကတော့ NATO ရဲ့ခေါင်းဆောင်ကရုရှားနဲ့တရုတ်နဲ့ရှင်လာတယ်ဆိုရင်တော့ NATO တွင်ကအားနေလာတယ်ချွင်းချက်တွင်ရှိလာတယ်ဆိုပြီးမှသူဝန်ခံထားတာတခုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် ပြီးတော့ Donald Trump တက်ပြီးတဲ့နောက်ပိုင်းမှာ NATO အဖွဲ့အစည်းတွင် European ရဲ့အဖွဲ့အစည်းတွင်ကိုဘယ်လောက်ထိပြောင်းလဲမှုတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ပထမအဦးဆုံးပေါ့နော်ဒီအာဆရာကြီးက Netherlands က Prime Minister တယောက်ဖြစ်တယ်အခုလက်ရှိအခြေအနေ NATO မှာ General Secretary အနေနဲ့လုပ်ထားတာဖြစ်တယ်ပေါ့နော်ဒီ NATO Chief လို့လည်းတနေ့ရဖြစ်ကျွန်တော်တို့ခေါ်လို့ရတာပေါ့နော် Mark Ruta, Mark Ruta, General of NATO. secretary general of nato ha tu ba by the way mati de was no the secretary general of nato ka khaw song ati phit de no mne de ne ka bi tu ka yue che khan tha de khaw song to ati phit de bo trump ne ro sat san ye kaung ni de tu lo nya what i hear we had to support him and we supported him as soon as i heard the name but uh, he was a fantastic prime minister and he so သူနေသူခေါ်ဆောင်အရွေးခံရတော့ကပေါ့နော်ထရမ်ကသူ့နာမည်ကြားတာနဲ့ချက်ချင်းသူ့ကိုအားပေးထောက်ခံတယ်ဆိုမှပြောတယ်ပေါ့ This job is quite tough. I would think that. Trump got a minute, you know. Beo saka phuket le le. Ne tu khaw saung lo phuket da la. Da ma mo di Netherlands ye prime minister khaw saung lo da phuket da la su ma me le. Di ka ra phi. Ah, ကောခက်တော့ခက်ခဲပါတယ်စမပြပြည်တယ်ပေါ့နော် The sport fix is also brutal so yeah, yeah, yeah. <laughs> well, this is pretty tough yeah. Mm. You're, doing, you're doing good right. uh, we're going to be discussing a lot of things obviously we'll be discussing uh, what's happening with respect to Ukraine and Russia uh, at this moment, we have people talking in Russia. We have representatives over there, Steve Witkoff and others, um, and they're in very serious discussions. As you know, uh, Ukraine is. agreed subject to this what's happening today to yeah. complete ceasefire and we hope Russia will do the same. Uh, thousands of people are being killed, young people usually mostly. So yeah. Trump ကတော့ပြောနေတယ်အခုနေတူခေါဆောင်နဲ့တွေ့ဆုံဆွေးနွေးပါ Ukraine နဲ့ Russia အကြောင်းကိုဆွေးနွေးတော့မှာဖြစ်တယ်တဲ့။ဆိုတော့အခု US နဲ့ Ukraine အကြားတဘိုးတူစာချုပ်လုပ်ထားတာပြည်သက်တို့တီးပီးသားဖြစ်တယ်ပေါ့နော်။အခု Russia နဲ့ US ကိုယ်စားလှယ်တွေကလည်းတွေ့ဆုံဆွေးနွေးရေလုပ်နေတယ်။ အစီအပီမလို့တော့ကျွန်တော်မျှဝင်ထားတဲ့ဆူမာထရမ့်ကပြောနေတယ်ပေါ့နော်လူငယ်တွေထောင်တဲ့ချီပီမှာအသက်ခံခဲ့ရကျွန်တော်ဒီကိစ္စကိုရက်တမှာဖြစ်မယ်ဆိုမှထရမ့်ကပြောခဲ့တယ်ဘာတဖက်မှာလဲပူတင်ကဒီမနေ့ကျွန်တော် YouTube channel မှာကျွန်တော်ပြောထားတာရှိတယ်ပူတင်ကိုယ်တိုင်ကလည်းအခု US ကအစူတင်ပြတင်ပြချက်လုပ်ထားတဲ့ဥစ္စာကိုသဘောတူညီလို့ပြောကြတယ်ဆိုတော့ကျွန်တော်တို့အခုအထိအချိန်နေမှာဆိုတော့တော်တော်လေးတရင်ကောင်းတွေးရတယ်ပေါ့နော်ရက်30အပိခက်ရစေရလို့ဖို့တော့အချိန်နေကောင်း Uh, and they're not americans and uh, they're not from the netherlands for the most part no. they're not from they're from russia and they're from ukraine but they're people and i think uh, everybody feels the same way we want it to stop so တော့ trump ကတော့ပြောနေတယ်ဒီတင်ဆုံးတဲ့လူငယ်တွေက russia လူငယ်တွေဖြစ်တယ် ukraine လူငယ်တွေဖြစ်တယ်အားလုံးကလည်းဒီစစ်ရေးကြီးကိုရပ်တန့်ခိုက်ဆစ်ချင်မယ်လို့ကျွန်တော်မျှော်လင့်နေဆီမှာပြောနေတယ် so a tremendous cost to the united states and to other countries Uh, and it's something that would have never happened if I were president, and it makes me very angry to see that this had happened. ဆိုတော့ Trump ကတော့ပြောနေတယ်ပေါ့နော်ဒီပြဿနာကြီးက US တက်လည်းမကောင်းဘူးတခြားနိုင်ငံတက်လည်းမကောင်းဘူးလို့ပြောနေတယ်ပေါ့နော်ကျွန်တော်တာအရင်တုန်းက present pick ခဲ့မယ်ဆိုတော့ဒီကိစ္စကလုံးဝဖြစ်နိုင်မှာမဟုတ်ဘူးပေါ့အခုလိုမျိုးတို့ရအရင်စိတ်တူတယ်စိတ်ဆူတယ်ဆိုတော့ပြောခဲ့တယ်ပေါ့နော် and Mark has done uh, some really good work over the last week. We've been working together, and he's done some really good work. So I'm very happy about that. So, Lunkhe ne tapat donga akuna ni tu kaun saone Trump ka bono atu tu le tu lo khe re. about trade and various other things, and uh, I think we'll have a very very strong day. We're going to have lunch afterwards at go and uh, then we'll see you all later. But Mark, would you like to say something? Yeah, but first of all, uh, thank you so much, uh, Mr. President, again for hosting me, and uh, also for taking time in Florida. Now, a cool watching အခုလိုမျိုးကချင်းပေပြီးတွေ့ဆုံတဲ့အတွက်ကြောင့်ကျေးဇူးတင်နေဆိုတဲ့ဟာကိုသူကကျေးဇူးတင်တဲ့အကြောင်းကိုပြောပြတာပါ။ weeks well, after you were right. re-elected. Right. Uh, and of course, our phone call a couple of weeks ago. And uh, I must say, uh, Trump 45, you basically you originated the fact that in Europe you're now spending, when you take it to aggregate, 700 billion more in defense than when you came in office in 2016 and 2017. So, Trump uh, ရဲ့ပထမဦးဆုံးသက်တမ်းမှာပေါ့နော်2016 2017နှုန်းက ယူရိုပြည်ကကိုရင်ဘတ်ဂျက်ကိုလည်းထောက်ကပြောခဲ့တယ်အဲ့ဒီတော့က700ဘီလီယံလောက်ယူရိုပကလည်းတုံးခဲ့တယ်ပေါ့နော် But that was Trump 45. But then, when you look at Trump 47, mm. the last couple of weeks is really staggering. The Europeans committing to a package of 800 billion defense spending. so, aku me ya dutiya to tamra ma bo no. အဒီနေတုကိစ္စကလည်းမေကပြောပြန်တယ်ပေါ့နော်။ Trump ကပြောပြန်တယ်ပေါ့နော်။အခုက European Commission က 800 billion ကကွေးစနစ်မှာ budget meeting လာခဲ့တယ်ပေါ့နော်ဒီကိစ္စရအားလုံးက Trump ရဲ့ပြောဆိုမှုကြောင့် Trump ရဲ့တောင်းဆိုမှုကြောင့်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ Trump ရဲ့လို့ဆောင်ချက်ကိုပထမခက်တုံးကပထမတမ်းတုံးကလည်းသူကပြောခဲ့တယ်အခုဒုတိယတော့မှလည်း Trump ကပြောခဲ့တယ်နေတူကပြန်နားထောင်တယ် Trump ကဘယ်လိုပြောခဲ့တယ်ဆိုတော့နေတူကကကွေရေးစနစ်အတွက်ငွေကြေးများများထုတ်ဖို့လိုအပ်တယ်ဆိုမှပြောခဲ့ဖို့တယ် ်မြန်တော့အဲ့လိုမျိုးမလုပ်ဘူးဆိုရင်ကျွန်တော်တို့ US ကပဲငွေကြေးတွေထုတ်เนาะစင်အားတွေထုတ်ဆိုတော့မတရားဘူးပေါ့เนาะတကယ်လို့ Europe ရဲ့ sorry တကယ်လို့ NATO အဖွဲ့အစည်းတွေကဘာချက်မမြင့်တင်ဘူးဆိုတော့ကျွန်တော်တို့ US ကကောက်ွေပေးမှာမဟုတ်ဘူးဆိုပြီးမှချိန်ချောက်ပြီးပြောခဲ့တယ်ပေါ့အဲ့ဒါကြောင့်သူပြောပြီးတဲ့နောက်ပိုင်းမှာ NATO ကလည်း European ကလည်းသူတို့ရဲ့ defense budget ကိုတော်တော်လေးကိုတော်ဟုန်ဟုန်နဲ့မြင့်တင်လာခဲ့တယ်ပေါ့နော် Germans now. Yeah, potentially up to half a trillion extra in defense spending. And then, of course, you have Keir Starmer here, the British Prime Minister, and others all committing to much higher defense spending. We're not there. We need to do more. But I really want to work together with you in a run up to the The Hague Summit to make sure that we will have a NATO which is really reinvigorated uh, under your leadership. under your leadership, Bono. Trump, you saw more of my နေတူးကူတူးတက်အောင်ဒီထက်မကနေတူးကူအားတန်အောင် strong ဖြစ်အောင်မင်းနဲ့အတူလွတ်တွေ့ဖို့မျှော်လင့်နေဆိုပြီးမှပြောနေတယ် under your leadership ပေါ့နော်ဒီမှာတစ်ချက်လောက်ကျွန်တော် point out လုပ်ချင်တယ်ကပါလဲဆိုတော့အတိကနေတူးရဲ့သမရက US ရဲ့သမရလို့ပြောရင်တော့မမှားဘူးပေါ့နော်အခုနေတူးရဲ့ခေါင်းဆောင်ကြီးကူတော်မှပြောနေတယ်မင်းရဲ့ဦးဆောင်မှုအောက်မှာသူပြီးမှပြောခဲ့တာနော်ဆိုတော့အမှန်ဆိုတော့ဒီနေတူးရဲ့ function ကြီးကပဲအဓိကဖြစ်တော့ US ကပဲဦးဆောင်တာများခဲ့တယ်လေ ကျွန်တော်အဲ့ဒါကြောင့် US က power ရှိခဲ့တာကို US ပြောတိုင်းပြောတိုင်းနေတူကလိုက်လုံနေခဲ့တာပေါ့နော်ဒီတစ်ခါကလေနေတူရဲ့ခေါင်းဆောင်ကြီးကူတိုင်းကလည်းပြောနေတယ်မင်းရဲ့ဥဆောင်မှုအောက်မှာဒီထက်မကနေတူကအားတောင်းအောင်ကျွန်တော်လုပ်ရမယ်ကျွန်တော်တို့ပန်းတိုင်ကိုရောက်အောင်လုပ်ခဲ့မယ်ဆိုပြီးမှပြောခဲ့တယ်ပေါ့နော်ဆိုတော့အဓိကနေတူရဲ့ခေါင်းဆောင်ကလည်း US ပဲ US မပါဘဲနဲ့နေတူကတိုက်အလုပ်မလုပ်ဘူးပေါ့နော်ဒါကတိဖို့လိုရတယ်လို့ကျွန်တော်ထင်တယ် Uh, we also discuss uh, uh, defense production uh, because we need to produce more weaponry. We are not doing enough. And not in the US, not in Europe, uh, and we are lagging behind when you compare to the Russians and the Chinese. Wow, guys, that is crazy. ခုနကသူပြောနေဆိုတော့ကျွန်တော်တို့ဒီလက်နက်ထုတ်ပိုင်းဆိုင်ရာမှာလည်းအများများလို့တင်တယ်ဆိုမှပြောလာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့တရုတ်နဲ့ရုရှားနဲ့နိုင်ရှင်လာတယ်ဆိုတော့ကျွန်တော်တို့နေတူးနိုင်ငံတွေကအားနေလာတယ် ်ချွင်းချက်တို့များကြီးရှိလာတယ်သူပြောခဲ့တယ်။ဆိုတော့ဒါနေတူခေါဆောင်ကူတိုင်းကဝန်ခံထားတာတော့အဲ့ဒါတော့ကျွန်တော်ခဏခဏပြောနေတာတရုတ်ကသွားပြီးမှအထင်သေးလို့မရဘူး။ရုရှားကသွားပြီးမှအထင်သေးလို့မရဘူး။ You cannot underestimate them guys they are super duper strong ။အခုကပြောနေတယ်ကြည်ပါတဲ့ကျွန်တော်တို့ရဲ့ရုရှားနဲ့တရုတ်နဲ့နှိုင်းရှင်လာတယ်ဆိုတော့ကျွန်တော်တို့အင်အားကအရန်အနေလာတယ်ချွင်းချက်တို့များကြီးရှိလာတယ်။ဆိုတော့ကျွန်တော်တို့ဒီထက်မှာကနေဒူးနိုင်ငံတွေက ဒီလက်နဲ့ပိုင်းဆိုင်ရာမှာမြန်မြန်လုံးထုတ်လုပ်တင်နေဆိုပြီးမှပြောလာတယ်ပေါ့နော်ဝိုး sensitive steel base Europeans buy more four times more here uh, than the other the other way around which is good because you have a strong ဆိုတော့ Europe မှာလည်းတကယ် the steel base ကတော်တော်ကြီးကြီးမားမားရှိတယ်သူတို့မှာလက်နဲ့အင်အားကြီးတဲ့ အင်အားတွေကိုလုံနိုင်တဲ့စွမ်းရည်တွေရှိတယ်ကွာလုံနိုင်ရဲ့ ability တွေရှိတယ်ကွာဆိုတော့သူတို့ကဒီထက်မကအလုပ်တင်နေစုမှပြောလာတယ် Yeah the production and kill the red tape so i would love to work with you on that uh, so eddie လက်နဲ့ပိုင်းဆိုင်ရာမှာပေါ့နော် trump နဲ့လက်တူတူလက်တွေ့ဖို့မျိုးလင်းဖာမျိုးလင်းထားပါလို့ဆိုမှပြောခဲ့တယ် as you said all the killing the young people dying, uh, cities getting destroyed. The fact that you did that, you started the dialogue with the Russians and a successful talks in Saudi Arabia now with the Ukrainians. I really want to commend you for this. So, much patience, Mare, a cool new Ukraine, Russia, Sinye, yet a puchu sun, a patient is a pioneer. On what mutin Pessi Cayare, Luigi Cayare, but DK Sachi, yet a mapping mess with my Nituka Piola, Rebono. Well done. I love to host you there in the summer and work together to make sure that that will be a splash. A really so, no, ကျွန်တော်နေတူခေါ်ဆောင်လို့တဲ့အချိန်မှာပေါ့နော်ဒီလာမဲ့ summer မှာပေါ့နော်အလီလာခိုင်းစစ်ချင်းနေဆိုမှပြောနေတယ်အဒီကိစ္စကျွန်တော်တို့ဆွေးနွေးပြီးအထူးထူးလက်တွေ့လို့ကြည့်ရအောင်ဆိုမှပြောခဲ့တယ်ပေါ့ American power on the world stage. What Mark is saying is uh, when I first went to NATO, my first meeting, I noticed that very few people were paying. And if they were, they weren't paying their fair share. There were only seven countries that were paying what they were supposed to be paying which was ဆိုတော့ Trump ကခုနနေသူခေါင်းဆောင်ကြီးပြောတာကို refresh ပြန်လုပ်တာပါပြန်ပြောကြည့်တာပါဟုတ်တယ်တဲ့ဒီခုနသူပြောတဲ့ပုံစံကပါလဲဆိုတော့ကျွန်တော်ပထမတုတ်သမရလို့တုံးကတဲ့နေသူနိုင်ငံကအဖွဲ့ဝင်30ကျော်လောက်ရှိတယ်ထင်တယ်အဲ့ဒီမှာခုနနိုင်ငံလောက်ကပဲပေးတင်ပေးထိုက်တာပေးခဲ့တယ်တဲ့ကျန်တဲ့နိုင်ငံတွေကပေးတင်ပေးထိုက်တာမပေးခဲ့ဘူးဆိုမှ Trump ကပြောခဲ့တယ် Yeah, budget okay. ကနေတာကို could be the one but uh, there were just very few countries that were paying and uh, even the paying it was at 2% which is too low it should be higher it should be quite a bit higher but yet uh, Poland and I remember Poland was actually paying a little bit more than they were supposed to which I was very impressed with <laughs> Uh, and uh, they, they've been actually terrific in some of the others, but most of them weren't paying or they were paying very little. And I didn't think it was appropriate to bring it up there, but I said it's going to be brought up at my next meeting. And my next meeting, and you know, the first meeting, I want to give them a little break. The second meeting, it began. And I was able to raise uh, hundreds of billions of dollars. I just said we're not going to be. ဆိုတော့ပထမ meeting မှာတော့ကျွန်တော်ဘာမှမပြောသေးဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီပထမချက်ချင်းပြောပြောတာတော့အစီမပြေတော့ဘူးဆိုမှ Trump ကတော့စဉ်းစားခဲ့တယ်ပေါ့။ဒါပေမဲ့ဒုတိယ meeting မှာတော့အဲ့ဒီကိစ္စကိုပြောလာတယ်။ NATO ရဲ့ budget ကိစ္စကိုပြောလာတယ်။သူပြောတာနဲ့ချက်ချင်းငွေတန်းနဲ့ချီပြီးမှဝင်လာခဲ့တယ်ဆိုပြီးမှ Trump ကတော့ပြောနေတယ်ပေါ့နော်။ဆိုတော့အဲ့တော့မှ NATO အဖွဲ့ဝင်တွေက2%သူတို့ရဲ့နိုင်ငံရဲ့ income တွေက GDP 2%ဘောနောသူတို့ပေးခဲ့တယ်ဒီထက်မကပူမြအောင်ပေးတင်တယ်ဆိုမှထရမ့်ကပြောရဲပေါ့နော် And the money started pouring in, and NATO became much stronger because of my actions and uh, working along with a lot of people, including Mark. But so, no, so no, ka pio pi na pai ma be ni tu ka no ngui a pung lai chi pe la ke cha lai. Adi ka chong i ka chono chong ma chono action chong ma chono alo lo အလုတ်လုတ်တွင်ကြောင့်ပါဆိုပြီးမှ Trump ကပြောလာတယ်ပေါ့နော်အခုကနေသူကအာသာလာပြီးဆိုပြီးမှပြောလာတယ်ဒါကတော့အမှန်ပဲဒီနေရာမှာတော့တော်ပြီးမှငင်းလို့မရတာတော့အမှန်ပဲ။ Trump ကတော့ပြောနေတယ်။မင်းတို့နေတူးရဲ့ budget မှာငွေမပေးဘူးဆိုရင်ဖက်စာမပေးဘူးဆိုတော့ကျွန်တော်တို့ကကာကွယ်ရှောက်ရှောက်ပေးမှာမဟုတ်ဘူးဆိုပြီးမှချိန်ချောက်ခဲ့တယ် Trump ကလည်း။အဲဒီနောက်ပိုင်းသူတို့ကလုံးဝငွေကိုပုံလိုက်ကြည့်ပေးလာခဲ့တယ်ပေါ့နော်။ဒါကတော့အမှန်ပဲ။အဲဒီနောက်ပိုင်းအခုကနေတူးကနေနေငွေရှိလာတယ်အာတန်လာတယ်ပေါ့နော်။ pay for other presidents, and other, I don't think other presidents even knew that they weren't paid. I asked the first question: Has everybody paid up? And literally, I mean, they show, they told me seven. You could be right; it could be three, but that makes it even worse. But they just weren't paying. And I said, no, I won't protect if you're not paying. Uh, if you're delinquent or if the money isn't paid. ဆိုတော့နေတူခေါဆောင်တွေက Trump ကရင်းနှုတ်ကမေးဖူးတယ်မင်းတို့ဒီနေတူ budget မှာငွေပေးလာဆိုမှတချို့တမတော်တွေကမတည်ဘူးတယ်ပေးလာမပေးလာမတည်ဘူးတယ်ဆိုတော့မင်းတို့မပေးဘူးဆိုတော့ကျွန်တော်တို့ကောက်ကွယ်ရှော့ရှော့ပေးမှာမဟုတ်ဘူးဆိုမှ Trump ကသူတို့ကိုပြောတယ်ပေါ့နော် We do that and as soon as I said that you get a little hit from the press because they said oh gee that's not very nice but if you said the other ဟုတ်တယ် ်သူကအဲ့လိုပြောပြတဲ့နောက်ပိုင်းမှာမီဒီယာတွေကသူ့ကိုတိုက်ခိုက်လာတယ်ဘလို့အော်ထရမ့်ကနေတူးအဖွဲ့ဝင်တွေကိုကောက်ခွေရှောက်ရှောက်ပေးမှာမဟုတ်ဘူးလို့သူကပြောနေတယ်ဆိုတော့ထရမ့်ကနေတူးရဲ့ဂတိကဝတ်တွေကိုချူဖောက်နေတယ်ဆိုပြီးမှထရမ့်ကိုအတေးဆိုခဲ့ကြတာကွာမီဒီယာတွေကဒါပေမဲ့အခုနောက်ပိုင်းကြည့်ပါကွာနေတူးအဖွဲ့တွေအဖွဲ့ဝင်ကိုယ်တိုင်ကလည်းငွေတွေပေးလာကြတယ်အခုနောက်နေတူးခေါဆောင်ကိုယ်တိုင်ကပြောနေတယ်ယူရိုပီယံရဲ့ယူနီယံတောင်မှ800ဘီလီယံသူတို့ရဲ့ဘတ်ဂျက်တော့မြင့်တင်လာခဲ့တယ်ကွာ ဒါကထရပ်ပြောပြီးတဲ့နောက်ပိုင်းတကယ်တော့လေယူရိုပတွေကသူပြောတဲ့ point တွေကိုသဘောတူညီခဲ့တာအမှန်ပဲဘာဖြစ်လို့လဲဆိုတော့ဒီရုရှားရဲ့ချင်းချောက်မှုကနေတူအဖွဲ့ဝင်အတွက်ယူရိုပအဖွဲ့ဝင်အတွက်တတော်လေးတော့အန္တရာယ်ကြီးတယ်ဆိုတော့သူတို့မှလည်းရုရှားရဲ့ dan ကြောက်ရင်တော့သူတို့ကသူတို့ကောက်ွယ်ဖို့ညာအတွက်တော့ budget ကို mid team မှာဖိကူဖိမယ်မ mid team ဘင်းနဲ့နော်ဒီတိုင်းနေမယ်ဆိုတော့ရုရှားရဲ့အန္တရာယ်ကိုသူတို့ပိုချနိုင်ချေအများကြီးရှိတယ်ကွာ ဆိုတော့သူတို့ကလည်းတော်တော်လေးဘယ်လိုပြောမလဲနူထလာတဲ့ work up call ဖြစ်နေတယ်ပေါ့နော်။အော်ဒါကမှန်ပဲကျွန်တော်တို့နိုင်ငံအတွက်ဒီ budget ကိုမမြင့်တင်ဘူးဆိုရင် တကယ်လို့များရုရှားကကျွန်တော်ကိုချပဲကျွန်တော်ကျွန်တော်ဘာသာကျွန်တော်ဘလူကာကွေမလဲဆိုတော့သူတို့ကိုယ်တွေသူတို့မြေကွန်းထုတ်လာတယ်အဲ့ဒါကြောင့်လေသူတို့ကအခုလိုမျိုးတဘောတူပြီးမှဘတ်ဂျက်တွေများကြီးမြင့်တင်လာခဲ့တယ်ပေါ့နော်အမှပြောရမယ်ဆိုတော့ယူရိုပီယံနိုင်ငံတွေကတက်တက်လေးတွေကွာအဲ့လိုခုပိုလန်တို့တို့ဒင်းမတ်တို့ဆွီဒန်တို့ကတက်တက်လေးတွေရုရှားကဘုံတစ်ခုကျေးလိုက်ရင်တော့ဟိုက်ပါဆိုနစ်ဘုံတစ်ခုဖျက်လိုက်ရင်တော့ပြာကျသွားမဲ့နိုင်ငံလေးတွေဖြစ်ကြတယ်ဆိုတော့သူတို့ကူသူတို့လက်တာကိုတည်နေတယ်ပေါ့အခုနောက်ပိုင်းသူတို့ဘတ်ဂျက်တွေမြင့်တင်လာတယ်ဆိုတော့တော်တော်လေးကောင်းပါတယ် and uh, the money started coming in by the billions. And, you know, hundreds of billions of dollars uh, flowed into NATO, and NATO became strong. Mm. was terrific. Secretary General, and he made the statement that when Trump came in, the money started coming in like we never saw before. Hundreds of Trump ကတော့ပြောနေတယ်အရင်တုန်းကနေတူခေါင်းဆောင်ကပြောတယ်ပေါ့နော် Trump ဝင်လာတာနဲ့ချက်ချင်းနေတူရဲ့ budget တွေကအပုံလိုက်ကြီးပူများလာတယ်ဆိုမှပြောခဲ့တယ်ပေါ့နော်100 billion dollars came in and NATO became strong from that standpoint and now we have to use it wisely and we have to get this war over with ဆိုတော့အခုမှနေတူလည်းငွေရှိလာပြီ အာတန်လာပြီကျွန်တော်ရှိထားတဲ့ငွေတွေကလည်းကျွန်တော်တို့ပညာသားပါပါအတုံးချဖို့လိုတဲ့ဆိုမှ Trump ကတော့ပြောလာတယ်ပေါ့ much more normal life so russia နဲ့ ukraine စီရေကူလေးမြန်မြန်ညက်တစ်မယ်ပုံမှန်အတန်းမူလအတိုင်းကျွန်တော်ပြန်ချင်တယ်ဆိုမှ shop ကတော့ပြောတယ်ပေါ့ until we hear uh, what the final outcome is but they have very serious discussions going on right now ဒါပေမဲ့ russia ဘက်ကသူရောရဲ့နောက်ဆုံး the finalize ဘောနော်ဒီပြုချက်ကိုကျွန်တော်ကကြားဖူလို့ရတဲ့ဆိုပြီးမှ Trump ကတော့ပြောနေတယ်ဒါမဲ့လက်ရှိအခြေအနေထိတော့သူတို့ရဲ့ဆွေးနွေးရေးကအပေါင်းလက်ခဏပေါ်တယ်လို့ Trump ကတော့ပြောရပေါ့နော် and hopefully uh, they all want to end this nightmare it's a nightmare it's a horrible along ka di imya suchi ku yet apply chin na ram ma every week they give me the pictures of the battlefield which i almost don't want to see uh, it's so horrible to see young people laying arms and legs and heads laying all over the field it's a most terrible thing Trump ကတော့ပြောနေတယ်အဲ့ဒီ Ukraine နဲ့ Russia ရဲ့စစ်ပွဲမှာပေါ့နော် satellite ကရိုက်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေရှိတယ်တဲ့ကျွန်တော်တို့ကကြည့်တော့မကြည့်ရတဲ့အခြေအနေဖြစ်နေတယ်ကြည့်တော့မကြည့်ချင်တဲ့အခြေအနေတွေဖြစ်တယ်ဆိုမှပြောနေတယ်ဘာဖြစ်လို့လဲဆိုတော့လူငယ်တွေကလက်ပြတ်ခြေပြတ်ကောင်းပြတ်တွေအများကြီးကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်လူငယ်တွေတော်တော်များများတည်ဆုံးခဲ့တယ်ဆိုမှ Trump ကပြောခဲ့တယ် and uh, it's got to stop. These are young people with with mothers and fathers and so. <laughs> <laughs> ဒီလူငယ်တွေကမိဘတွေရှိတယ်ဆွေမျိုးတွေရှိတယ်အကူအမတွေရှိတယ်ပေါ့နော်ရက်တက်မှဖြစ်မယ်ဆိုမှပြောတယ် So we hopefully are going to be uh, in a good position sometime today to have a, a good idea. We'll have, uh, we know where we are with Ukraine, and we yeah. are getting good signals outside of Russia as to where we are with. Okay. and uh, hopefully they'll do the right thing it's a really humanity we're talking about humanity we're not talking about the money but they so Trump ကတော့ပြောနေတယ် UK နဲ့တော့ကျွန်တော်တို့ကြားကတော့အဆင်ပြေမှုလို့ရှိလာတယ် Russia ဘက်ကမူတည်လာတယ်ကျွန်တော်တို့ Russia ဘက်ကလည်းအပေါင်းလက်ခံတာတွေယူဆောင်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့မျိုးတင်နေပေါ့နော်အခုကျွန်တော်ပြောရက humanity အကြောင်းလူသားစာနာမှုအကြောင်းကိုကျွန်တော်ပြောနေတာငွေအကြောင်းပြောတာမဟုတ်ဘူးမပြောနေတယ်ပေါ့နော်နောက်ဆုံးကြတော့လူသားစာနာမှုကနေငွေလေးကုန်တယ်ပေါ့နော်အခုစစ်ပွဲဖြစ်တာလေဖက်ဆံငွေတွေအကုန်အကုန်ခံရတယ်လေဆိုတော့ it's good man it's good is ကျွန်တော်တို့အာဒီကိစ္စကြီးကကျွန်တော်မျှော်လင့်ထားတာကတော့အဆုံးသက်ဖို့အလားလာရှိတယ်ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော် the money to it and you know hundreds of billions of dollars is being spent and really yep. wasted so unnecessarily that's true right so it's an honor to have you here they picked a great gentleman i tell you that was i was so happy to hear because uh, you had somebody stoltenberg was really good and you have somebody that's going to do an incredible job and uh so ne tu ka bo no di netanel ye prime minister ji ko ne tu apoy account song yue che ya da to to le wan ta mi le bo chuno tu na mi ko cha da ne che chuno wan ta le so ma trump ka pyo ne le i was so much in favor of you you have no idea they had another person that i did not like ဆမ်ကတော့ပြောနေတယ်ကျွန်တော်ကမင်းဖက်ကိုပါပြီးပါနေတယ်ဒါပေမဲ့မင်းလုံးဝမတည်ဘူးတဲ့မင်းတို့ဖက်မှာကျွန်တော်လုံးဝမကြိုက်တဲ့လူတယောက်ရှိတယ်ဆိုပြီးမှထရမ့်ကပြောနေတယ်ဘော This is the right man to go. ဒီကမှကလည်းခေါဆောင်တရားဖြစ်တယ်ဆိုတော့ပြောနေတယ်။တော်လေးတော့ရည်ရတယ် Trump ကတော့လေ။ This is the right man to do it. Yeah. And he really did. He was a great prime minister of the Netherlands. He did a great job. and uh, that's what he's doing right now. So uh, thank you everybody for being here. All right, that's it, beautiful people. Pretty dog, you know, go buy don't touch it. ဝင်ပြောကြပါအောင်ကျွန်တော်တတိထားမိတာကတော့တို့ထင်ထားတာထက်ပေါ့နော်နေတူးကတော်တော်လေးအားနေခဲ့တာပဲပေါ့သူကိုယ်တိုင်ကပြောခဲ့တာကိုရုရှားနဲ့တရုတ်နဲ့ရှင်လာတယ်ဆိုတော့ကျွန်တော်တို့အားနေချက်တွေများကြည့်ရှိလာတယ် we are lacking behind compared to russia and china ဆိုမှပြောခဲ့တယ်နော်ဆိုတော့ ရုရှားနဲ့ချိုင်းနာနဲ့ရှင်လာရှင်လာရဲဆိုရင်တော့နေတူးတောင်မှအဲ့လောက်အထိမဖြစ်ဘူးဆိုတော့ကျွန်တော်နားလေခဲ့ရပေါ့နော်ဆိုတော့သွားပြီးမှအထင်သေးလို့မရဘူးတရုတ်ကြီးကရုရှားကြီးကပေါ့နော်အဲ့ဒါကြောင့်နေတူးကအခုလိုမျိုးသူတို့ရဲ့လက်နက်ကိရိယာတွေကိုဖိတင်ဖို့ကြိုးစားအောင်လုပ်နေကြတယ်ပေါ့နော်အဲ့တော့ပရိသတ်တို့ကြီးအနေနဲ့ comment ဝင်ရကြပါအောင်ဒီရုရှားနဲ့ယူကရိန်းစစ်ရေးကြီးက လွေလွေလေးနဲ့အဆုံးသက်နိုင်မလားဒါမှမဟုတ်ကြားရေးကလည်းပြဿနာတွေဖြစ်လာအောင်ပါလားပေါ့နော်ကိုပိုင်သုံးသက်ချက်လေးတွေ comment မှာဝင်ရကြပါအောင်ကျွန်တော်နာမည်က June ပါကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျမိတယ်ဆိုတော့ subscribe လုပ်ပေးခြင်းအပြင်အပေးလို့ရပါတယ်အားပေးပြီးသားပရိသတ်ပေါ်မှာလည်းကျေးဇူးတင်ပါတယ်ပေါ့နော် Thank you so much for watching beautiful people see you guys soon take care god bless